unit 24ရဲ့ exercise လေးတွေကိုအတူတူလေ့လာကြည့်လိုက်ရအောင်24.1 write the past simple past participle of this verb အမပေးထားတဲ့ verb တွေရဲ့ verb 2နဲ့ verb 3လေးတွေကို ရေးခိုင်းနေသတိထားမှာက the past simple and past participle are the same for all the verb in this exercise ဒီ exercise 24.1မှာရှိတဲ့ verb တွေအကုန်လုံးရဲ့ verb 2နဲ့ verb 3ကအတူတူပါပဲလို့ပြောတယ်။အဲကြောင့်မို့သူက blank လေးတွေကိုလည်းတစ်ခုတည်းပဲပြပေးထားတယ်เนาะ example လေးကြည့်အောင်။ make မပြုတ်လို့သည်ပြုတ်လို့ခဲ့သည် ပြုတ်လို့ပြီးပြီ MAD make အတူတူပဲ။ COD car ဖြတ်တော့သည်ဖြတ်တောက်ခဲ့သည် ဖြတ်တောက်ပြီးပြီ COD car အတူတူပဲအဲ့တော့ဒီထဲမှာရှိတဲ့တချို့ verb တွေကတော့ clear တွေ ိပြီးသားဖြစ်ပါလိမ့်မယ်။ GD card ရသည် ရခဲ့သည်ရပြီးပြီဆို GOD core vev2 vev3 အတူတူပါပဲ။ BRING brain သယ်ဆောင်သည်သယ်ဆောင်ခဲ့သည်သယ်ဆောင်ပြီးပြီဆိုရင် BRU BROU GSD broad PAY paid ပေးချေသည် ပေးချေခဲ့သည် ပေးချေပြီးပြီဆိုရင် PAID paid ENJOY enjoy ပျော်ရွှင်သည် ENJOYED enjoy ENJOYED enjoy ပျော်ရွှင်ခဲ့သည်ပျော်ရွှင်ပြီ BOY by weddy ဝယ်ခဲ့သည် were BB BOUGHD for SID sir ထိုင်သည်ထိုင်ခဲ့သည်ထိုင်ပြီ SAT said Ali we leave ထွက်ခွာသည်ထွက်ခွာခဲ့သည် ထွက်ခွာပြီးပြီး LFD live HAPPEN happen ဖြစ်ပျက်သည်ဖြစ်ပျက်ခဲ့သည်ဖြစ်ပျက်ပြီးပြီး HAPPEN ED happen HAPPEN here ကြားသည်ကြားခဲ့သည်ကြားပြီးပြီးဆိုရင် HARD heart POD per ထဲသည်ထဲခဲ့သည်ထဲ့ပြီးပြီး POD per CADCA cash ဖမ်းသည်ဖမ်းခဲ့သည်ဖမ်းပြီးပြီး CAUGST card WDCA word ကြည်သည်ကြည်ခဲ့သည်ကြည်ပြီးပြီး WDCHED wash UND ရ STAND understand နားလေသည်နားလေခဲ့သည်နားလေပြီးပြီး UNDER STOOD understand အဲ့တော့ exercise 24.1က verb 2နဲ့ verb 3က other same အတူတူပဲဖြစ်ပါတယ် okay 24.2လေးကြည့်ရအောင်24.2 write the past simple and past participle of this verb အောက်မှာပေးထားတဲ့ verb လေးတွေရဲ့ verb 2နဲ့ verb 3လေးတွေကို ရေးခိုင်းနေသူက blank နှစ်ခုပေးထားတယ်အဲကြောင့်မို့ verb 2နဲ့ verb 3လေးတွေက are the different မတူညီပါဘူးเนาะ be i a kid brave be i a kid bro BOKE ရဲ့ program BGIN begin စတင်သည်စတင်ခဲ့သည် BGIN began စတင်ပြီးပြီး BEGO and began ETE စားသည်စားခဲ့သည် ETE စားပြီးပြီး EATN eaten DIANK drink တောက်သည်တောက်ခဲ့သည် DIANK drank တောက်ပြီးပြီး DRUNK drank DRV drive mount the mount ခဲ့သည် DRV drove mount ပြီးပြီး DRV ရဲ့ driver SPA KSP စကားပြောသည်စကားပြောခဲ့သည် SPOK sport စကားပြောပြီးပြီး SPOK ရဲ့ spoken WITI စာရေးသည် စာရေးခဲ့သည် WOT road စာရေးပြီးပြီး WITT ရဲ့ Britain COME camp လာသည် လာခဲ့သည် CAME came လာပြီးပြီး COME camp KNOW north တည်သည်တည်ခဲ့သည် KNEW new တည်ပြီးပြီး KNOW and no tkhe the you the you be be sorry you get the tok talk you be be tkhe ye taken geo go သွားသည်သွားခဲ့သည် wend 1သွားပြီးပြီး giovanni gone gmv gave ပေးသည်ပေးခဲ့သည် gv gave ပေးပြီးပြီး gmv and given တရားရှာလို့ w throw ပစ်သည်ပစ်ချသည်ပေါ့နော်အဲ့တော့ပစ်ချခဲ့သည်တရားရှာကြီး w true ပစ်ချပြီးပြီးတရားရှာကို w က throw f o r g e d forget မေးသည် မေးခဲ့သည် f o r g o d forget မေးသွားပြီး f o r g o t t e n forgotten ဒါလေးတွေကတော့ verb 2နဲ့ v e t r e မတူညီတဲ့ v a l e r i ရဲ့အကြောင်းကို exercise လုပ်ခိုင်းခြင်းဖြစ်ပါတယ်24.3ဆက်လက်လေ့လာကြည့်လိုက်ရအောင်24.3က put the verb in the right form အဲ့တော့ blank လေးတွေထဲမှာ verb 2နဲ့ verb 3လေးတွေကိုဖြည့်ရမယ်အနောက်က bracket လေးတွေထဲမှာ verb 1လေးတွေပေးထားတယ်အဲ့တော့ကိုကစာအကြောင်းကိုသေချာဖတ် ဖတ်ပြီးတော့ verb form က verb 2ထည့်ရမှာလား verb 3ထည့်ရမှာလားစဉ်းစားရမယ်เนาะနံပါတ်1ကြည့်အောင် I my hand because they were daddy ဟောဒါဆို verb 2လား verb 3လားစဉ်းစားလိုက်တော့ they were daddy w e r e were pass verb 2 be a verb 2ဖြစ်ပါတယ်အဲ့တော့ဒီဟာက verb 2ပဲထည့်ရပါမယ် w s h e d was နံပါတ်2 ။ BIEK brave one ပေးထားတယ်။ Somebody has this window အဲ့တော့ blank လေးရဲ့ရှေ့မှာ HAS has ပါတဲ့အတွက်ကြောင့်မလို့ has a black battery တယောက်ယောက်ကဒီပရင်ပေါက်ကိုဖြတ်စီသွားပြီအဲ့တော့ battery ထည့်ရပါမယ် BIEK broken နံပါတ်3 I'm free girl ငါနေကောင်းနေ I'm very well last night ငါမနေ့ညကအရန် ကွာလာဒီမှာဆို last night ဆိုရယ် finish time expression ပါတဲ့အတွက်ကြောင့်မို့လို့ verb 2ထည့်ရပါမယ် sleep ရဲ့ verb 2က slept slack ငါမင်းညားကအရန်အပြောခဲ့တယ် for we a really cool flame yesterday ငါတို့မင်းကရုပ်ရှင်ကားကောင်းတကားကိုကြည့်ခဲ့တယ်ဒီမှာဆို yesterday ဆိုရယ် finish time expression ပါတဲ့အတွက်ကြောင့်မို့လို့ c ကို verb 2ပြောင်းရပါမယ် S A W SOR Number 5 It allow why we were on holiday ငါတို့အလည်းရဲ့အတော်တွင်မိုးအများကြီးပဲရွာခဲ့တယ်ဒီမှာဆိုရင် W E I were verb to be ရဲ့ verb to ရေးထားတဲ့အတွက်ကြောင့်မို့လို့ past simple ဖြစ်ပါတယ်အဲ့တော့ I I rain ကို verb to ပြောင်းရမှာပဲ I I N E D rain နံပါတ်10 I apostrophe ဆိုတာ HAV have ကိုပြောတယ် I have my bag အနောက်မှာ loose C ငါရဲ့အိတ်တော့ပျောက်သွားပြီ HAV have ဖြစ်တဲ့အတွက်ကြောင့်မလို့ has have blah battery အဲ့တော့ LORC ကို battery ပြောင်းပါပဲ LORD lords ဖြစ်ပါတယ်ငါရဲ့အိတ်တော့ပျောက်သွားပြီ have you it half year ဆိုကြတာက half plus verb 3 present buffer question ဖြစ်ပါတယ် SEC ကို verb 3ပြောင်းမယ် SE ရ seen have you seen it မင်းငါလွယ်အိတ်ကိုတွေးမိလား number 6 number 7 Rosa bicycle was last week Rosa ရဲ့စပိန်ကပြီးခဲ့တဲ့အပတ်ကဟောဒီမှာဆိုကလေးတွေက last week finished time expression ဆိုပြီးဒီမှာ verb 2သွားထည့်လိုက်မယ်မှားတယ် ရိုဆာရဲ့ bicycle စပိန်ကခိုးချင်းခံရတဲ့ object object ကရှေ့ဆုံးမှာဖြစ်နေတာဖြစ်တဲ့ကြောင့်မလို့ဒီ number 7 year sentence ဟာ passive sentence ဖြစ်ပါတယ် passive sentence မို့လို့ last we passive past ဖြစ်တဲ့ကြောင့်မလို့ was were plus verb 3ဖြစ်ပါတယ် stay ကို verb 3ပြောင်းရပါမယ် s t o l e r stolen number 8 i to bed early because I was tired ငါအဲ့ရအစောကြီးပဲဝင်ခဲ့တယ်ဘာလို့လဲဆိုတော့ငါပြင်ပန်းခဲ့လို့ဒီမှာ W A S was verb to be ရဲ့ verb to ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဟာ go ကို verb to ပြောင်းရပါမယ် W E N T 1 Have you your word yet မင်းမင်းရဲ့အလုပ်ကိုအခုထိမပြီးသေးဘူးလားဒီမှာဆိုရင် HEV have နဲ့ question လောက်ထားတဲ့အတွက်ကြောင့်မလို့ဒါဟာ present perfect မေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့ has a plus verb 3 finish ကို verb 3ပြောင်းပါပဲ f i n i s h e d finish have you finished your work yet number 10 the shopping center was about 20 years ago shopping center ကိုလွန်ခဲ့တဲ့လွန်ခဲ့တဲ့ နှစ်ပေါင်း20ခန်းကတည်ဆောက်ခဲ့တယ်။ဒီမှာဆိုရင်လဲ20 years ago ပါတယ်ဆိုပြီးတော့ VF2 တန်းထဲလို့မရအောင် shopping center ကတည်ဆောက်ချင်းခံရတဲ့ object object ကအရှိဆုံးမှဖြစ်နေတဲ့တကြောင်မလို့ဒါဟာ passive sentence ဖြစ်ပါတယ်။20 years ago ဆိုတော့ passive past ထည့်ရပါမယ် was were plan V3 VINT verb V3 ပြောင်းမယ် VU INT verb ဖြစ်ပါတယ်။ 11 Anna to drive when she was 18 Anna သူမ16နှစ်ကကားမောင်းသင်ယူခဲ့တယ်ဒီမှာဆို16နှစ်ခန်းကဆိုတော့ပြီးခဲ့တဲ့ finite time expression ဖြစ်တဲ့အတွက်ကြောင့်မလို့ verb to ဖြစ်ပါတယ် learn year verb to က L E A R N D learn third i have never a horse id right ငါမြင်းကို never ဘယ်တော့မှမစီဘူးဒီမှာဆို HAV have ပါတဲ့အတွက်ကြောင့်မလို့ present buffer has a blood battery ဖြစ်ပါတယ် IND write ကို battery ပြောင်းလိုက်တော့ RIDDE ရဲ့ reading နံပါတ်4 Jessica is a girlfriend of mine Jessica ကငါရဲ့တငယ်ချင်းတွေတဲကတငယ်ချင်းကောက်တယောက်ဖြစ်တယ် I have her for a long time ငါသူမကိုတိတာအချိန်တော်တော်ကြာပြီဒီမှာဆို HAV have ဖြစ်တဲ့အတွက်ကြောင့်မလို့ present buffer ဖြစ်ပါတယ် KNOW norm ကို vat3 ပြောင်းလိုက်တော့ KNOW and norm 14 yesterday မနေ့က i မနေ့ကဆိုကြဲကိုက finish time expression ဖြစ်ပါတယ်မနေ့ကငါပြုတ်ကျခဲ့တယ်အဲ့တော့ fal4 ရဲ့ verb 2က fel4 and ပြီးတော့ my last ငါရဲ့ခြေထောက်နာကျင်ခဲ့တယ်။မနေ့ကဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါဟာလဲ verb 2ဖြစ်ပါတယ်။ HORD heart ရဲ့ verb 2က HORD harbor 15 my brother in the london marathon last year ငါရဲ့အကိုကမနေ့ကလန်ဒန်မှာမာရသွန်ပြေးခဲ့တယ်။ last year ဆိုရယ် finite time expression ပါတဲ့အတွက်ကြောင့်မို့လို့ verb 2ဖြစ်ပါတယ် i want run ရဲ့ verb 2က r a n run have you ever in a marathon မင်း marathon ပြေဖို့လားဒီမှာဆို h ဘူး have ဖြစ်တဲ့အတွက်ကြောင့်မလို့ present perfect question ဖြစ်ပါတယ် i want run ရဲ့ verb 3က r u n run ဖြစ်ပါတယ်ဒါလေးကတော့ verb 1ပေးထားပြီးတော့ verb 2လား verb 3လားစာနှံကိုကြည့်ပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်24.4လေးကိုဆက်လက်လေ့လာကြည့်လိုက်ရအောင် 24.4လေးကလည်း24.3လို့မျိုးပဲသူက box ထဲမှာ verb 1လေး repeat ထားတယ်အဲ့ဒါကို verb 2လား verb 3လားစဉ်းစားမယ်24.3ကတော့သူကအနောက်မှာ bracket ထဲမှာ ပြီးထားတယ်ဆိုတော့ဒီလိုမျိုး verb စဉ်းစားစရာမလိုဘူးပေါ့ဒီမှာကတော့အရင်ဆုံးပထမတစ်ချက် verb ကိုပဲ verb ကိုထည့်မလဲရင်စဉ်းစားမယ်အဲ့ဒီ verb ကိုမှ verb 2 ပြောင်းမလား V3 ပြောင်းမလားစဉ်းစားရမယ်။သူကတော့နှစ်ဆင့်စဉ်းစားရတယ်ပေါ့နော်။ဒီမှာဆို COSD course speed drive swim fly tear make think meet waker serve warn valerie ပေးထားတယ်။ Number 1 example ကြည့်ကြည့်လိုက်ရအောင်။ I have some coffee would you like some? ငါ coffee choppy p ဒါမှဆို HIV have ဆိုတော့အနောက်မှာ battery ထည့်ရမယ်အဲ့တော့ MAD MK မဲ့ရဲ့ battery က MAD မဲ့ would you like sir မဲ့ coffee ချိုင်လား2 have you john about you your new job မဲ့မဲ့ရဲ့အလုပ်အသစ်အကြောင်း john ကို verb 2လား verb 3လားအရင်မစဉ်းစားနဲ့အောင်ဒီထဲကဘယ် verb lâu john ကိုမဲ့ရဲ့အလုပ်အသစ်အကြောင်း အဲ့တော့အလုတ်အစ်ကြောင်းဆိုတော့ဒီထဲမှာ terrible ဖြစ်လိမ့်မယ်เนาะမင်းဂျွန်းကိုမင်းရဲ့အလုတ်အစ်ကြောင်းကို ပြောပြီးပြီလားတီးရလက်ထဲကိုရွေးချယ်လိုက်မင်း have ဆိုတဲ့ present perfect question ဆိုတော့ ted ရဲ့ verb 3က tond tour ဖြစ်ပါတယ်နံပါတ်3 we play basketball or sandy ကျွန်တော်တို့တနင်္ဂနွေနေ့က basketball ကစားခဲ့တယ် we didn't play very well ကျွန်တော်တို့အရန်ကောင်းကောင်းမွန်မွန်တော့မကစားခဲ့ဘူး but ဒါပေမဲ့ဟောဒီမှာဆို but ဒါပေမဲ့ဆိုကြဲဟော we the game ကျွန်တော်တို့ game ကိုကဲဒီထဲမှာရှာကြည့်လိုက်တော့ကောင်းကောင်းမွန်မွန်မကစားခဲ့ဘူးဒါပေမဲ့ဆိုကြဲဟော game ကိုနိုင်တယ်ပေါ့အဲ့တော့ wi ရဲ့ win သူ့ကို verb 2 la verb 3 la စဉ်းစားလိုက်တော့ sunday တနင်္ဂနွေနေ့ကကစားခဲ့တယ် didn't play ကလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ win ကို verb to ပြောင်းပြီး w o n won number 4 i know gary ငါ gary ကိုသိတယ် but ဒါပေမဲ့ i have never his wife ငါသူ့ရဲ့ဇနီးကိုဘယ်တော့ကမှကဲဆိုသူ့ရဲ့ဇနီးကိုဘယ်တော့ကမှဆိုတော့ဒီထက်ဘာဖြစ်မှန်းထဲလဲ me never မတွေ့ဆုံဘောဘောပေါ့အဲ့တော့ HAV have ပါတဲ့အတွက်ကြောင့်မလို့ present buffer has a blood battery MET B ရဲ့ battery က MET bar ဖြစ်ပါတယ်နံပါတ်5 we were by lock music in the middle of the night ညလေလောက်ကကျေလောင်တဲ့တချင်းကကျွန်တော်တို့ကိုနှိုးခဲ့တယ်ကျွန်တော်တို့ကိုနှိုးစေခဲ့တယ်ပေါ့ဒါမှဆို we ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကိုနိုးစေခဲ့တယ်ဆိုတော့ဒီထက်ကဘာလေးကိုရှာလိုက်မလဲ wake up wake up ကို verb 2ပြောင်းလား verb 3ပြောင်းလားစဉ်းစားလိုက်တော့ we က love music ကြောင့်မို့လို့ no ချင်းကိုခံရတဲ့ object လေ object ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာကြောင်းဟာ passive sentence ဖြစ်ပါတယ်အဲ့ဒါကိုမှ word ဖြစ်တဲ့အတွက်ကြောင့်မလို့ passive past ဖြစ်တော့ was were plus v3 အဲ့တော့ wake up ကို v3 ပြောင်းလိုက်တော့ Vulcan Air W O K E N Vulcan Vulcan Air ဖြစ်ပါတယ်။နံပါတ်၁ Stephanie jam into the river Stephanie မြစ်ထဲသို့ခုန်ခဲ့တယ်။အမ်ပြီးတော့ to the other side တဖက်ကမ်းသို့ဟောအဲ့တော့ဒီထက် verse လိုက်တော့ swing ကိုရယ်ပေါ့အဲ့တော့ရှေ့မှာ J1PD jam ခုန်ခဲတယ်ဆိုတော့အနောက်ကကူးခဲတယ်ပေါ့ vav2 swir swin ye vav2 ga swam swarm number 7 did you light the flame me yau shin go chai khe la yes i is work very good အရန်ကောင်းခဲ့တယ်လို့တဲ့ဒီထက်နေပြီးရောစဉ်းစားလိုက်တော့ तू yes ကြိုက်တယ် ရုပ်ရှင်ကအရန်ကောင်းခဲ့တယ်လို့သူတွေးနေတာပေါ့ဟုတ်တယ်မို့လားအဲ့တော့ဘာလို့ရွေးချယ်လိုက်မလဲဆိုတော့ thin အဲ့တော့ did နဲ့ question လောက်တဲ့အတွက်ကြောင့်မလို့ဒါဟာ verb to ဖြစ်ပါမယ်အဲ့တော့ i thin ရဲ့ verb to က t h o u g h t thor နံပါတ်1 many different languages are in the philippines or philippines မှာ မတူညီတဲ့ဘာသာစကားတွေအများကြီးဆိုတော့ဒီထက်ဘာဖြစ်မလဲ speed ပေါ့ verb 2လား verb 3လားစဉ်းစားလိုက်တော့ဘာသာစကားတွေအများကြီးကပြောချင်းကိုခံရတာလीဟုတ်လားလူတွေရဲ့ပြောချင်းကိုခံရတာမို့လို့ many different language က object object ကရှေ့ဆုံးမှာဖြစ်နေတဲ့တကြမလို့ဒါဟာ passive sentence ဖြစ်ပါတယ် are ဆိုတော့ present passive amisa plus v3 spa EXPF3 က SPOKER spoken နံပါတ်9 our holiday a lot of money because we stay in an expensive hotel ငါတို့ရဲ့အားလည်းရမှာပတ်စံတွေအများကြီးဘာလို့လဲဆိုတော့ငါတို့ကဈေးကြီးတဲ့ hotel တစ်ခုမှာတဲခဲ့တယ်တဲ့အဲ့တော့ပတ်စံတွေအများကြီးဆိုတော့ဒီထက်ကနေပြီးတော့ course ကုန်ကြတယ်ပေါ့ verb 2 la verb 3 la စဉ်းစားလိုက်တော့တဲခိုခဲ့တယ်ဆိုတော့ ုံကြားခဲ့တာပေါ့အဲ့တော့ COSD course ရဲ့ verb 2က COSD course ပဲနံပါတ်10 have you ever a very first car မင်းအရင်မြန်နေပြန်ကားတစ်စီးကိုကွက်လက်ကဲဆိုဒီထဲနေပါအောင်ရှာလိုက်မလဲကားနဲ့ပတ်သက်တာဆိုတော့ drive သူ့ကို verb စဉ်းစားလိုက်တော့ have နဲ့ question လုပ်ထားတယ်ဆိုတော့ present buffer question pedada jamalo has have blood battery div dryer battery ga div yeah, driver 11 all the ticker for the concert concept အတွက် authentic လက်မှတ်တွေအကုန်လုံးက well very quickly အရန်ကိုမြ мян ဆန်ဆန်းဆိုတာဒီထက်ကပါလေ as aler sir version စားလိုက်တော့လက်မှတ်တွေအကုန်လုံးကရောင်းချင်းကိုခံရတဲ့ object တွေလေ object တွေကစာကြောင်းရဲ့ရှေ့ဆုံးမှာဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါဟာ passive sentence ဖြစ်ပါတယ် were ဆိုတော့ was were plus verb 3 as he had said ye verb 3က sond so ဖြစ်ပါတယ် tour a bird in through the open window while we were having our dinner ကျွန်တော်တို့ကျွန်တော်တို့ညစာစားနေခဲ့စဉ်အတော်အတွင်းပရင်ပေါက်ကနေပြီးတော့ငှက်ကလေးတစ်ကောင်ကကဲဒီထဲမှာဘာပဲကြံခဲ့မလဲ fly အဲ့တော့ ညစာစားနေခဲ့စတော့တွဲဆိုတော့ worry ဟုတ်လား worry ဆိုတော့ဒါဟာ verb 2ဖြစ်ပါတယ် fly ရဲ့ verb 2က f l e w flew ဖြစ်ပါတယ် okay အဲ့တော့ဒီဗီဒီယိုလေးကတော့ unit 24ရဲ့ exercise လေးကို ရှင်းပြပေးသွားခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာတော့ unit 25 What are you doing tomorrow? မနေ့ပြန်မှာမင်းဘာလုပ်မှာလဲ။အဲ့တော့ future မှာ are doing present continuous နဲ့ဘယ်လို question လုပ်လို့ရသလဲဆိုတာကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Teacher တို့နဲ့တူတူလေ့လာပေးလို့ကျေးဇူးတင်ပါတယ်။နောက် video လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ Bye bye. Thank you. See you next video. Thank you.